များခက်ခဲတယ်ဒီဘွဲကဘို့ဆိုဟိုပြီးခဲ့တဲ့ဘွဲတွေကလေဟိုပြိုင်လာပြိုင်လာတဲ့ဟာနေပြောမှာပြိုင်ပွဲဆက်နေရပါတော့ဒီဘွဲကကျတော့တစ်နှစ်ကျော်လောက်နားပလိုက်တာပြီးကျတော့ပြိုင်ပွဲမပြိုင်တော့ဆိုပြီးတော့ weight ကလည်းတင်ပလိုက်တာအဲ့မှာနှစ်လအတွင်းမှာအများကြီးပြန်ချလိုက်တဲ့အခါမှာရှင်တို့ကအရန်ပင်မန်းနေ ကရမ်းပင်ပန်းနဲ့အာခြေောက်ကပါလေလမ်းမလျှောက်နိုင်တော့တဲ့ဒီဖြစ်သွားပြီးတော့လေဟိုလေးဘက်ဟိုဘောနော်ဒီတော့တွန်းသွားရတာဗောနော်အဲ့လောက်ဒီဖြစ်သွားတဲ့အချိန်မှာလေအရန်ကိုမျက်ရည်ချာငါဒီလောက်ရအောင်ကြိုးစားနေရတဲ့လူဘောနော်ဘာဖြစ်လို့ဒီလိုငါမှလာဖြစ်တာလဲဆိုရဲစိတ်နဲ့ဒါပေမဲ့ငါရအောင်တော့လုပ်မယ်ငါအရှုံးမပေးဘူးပေါ့စင်မမရအောင်ရှင်းငါမရှုံးဘူးဆိုရဲစိတ်နဲ့ရအောင်ကြိုးစားခဲ့တယ်အဲ့တော့လေတတရားစုရတယ်လေအရန်ပြောပါတယ် အဲရာ training ကတော့လေအပြတ်မခံအောင်ခြေထောက်ကိုလေအောက်ပိုင်းဆော့လို့မရဘူးခြေထောက်ကဖြစ်သွားတဲ့အခါမှာအောက်ပိုင်းဆော့လို့မရဘူးဆိုတော့ငါအပေါ်ပိုင်းဆော့လို့ရတယ်အပေါ်ပိုင်းဆော့တယ်ရအောင်ဆော့တယ် training ကတော့ငါအပြတ်မခံဘူးတနေ့နှစ်ချိန်ရအောင်ဆော့မယ်အဲခြေထောက်ဒီဘက်ဆော့မရဘူးဘက်ဆော့မယ်မျိုးစုံပေါ့နော်ရက်ပြီးဆော့လို့မရထိုင်ပြီးဆော့လို့ရတဲ့အားတွေမှာများအကုန်ဆော့တယ်အကုန် train တယ်အရှုံးမပေးဘူးငါရအောင်တော့လုပ်မယ်ဘာပြောငါမြန်မာနိုင်ငံပြန်လာလို့ရှိရင်တော့ကာလာဝင်အောင် လုပ်မယ်ရွှေငွေကြီးအနည်းဆုံးတစ်ခုတော့ရအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ရအောင်ကြိုးစားခဲ့ရတာ ြောပါတယ်ဒီဘက်လည်းရန်လည်းခတ်တာဟုတ်ကမ္ဘာပွဲဆိုတဲ့အတိုင်းပဲပြောင်းဝင်းဝင်းနေအကုန်လုံးကလည်းအရန်ကြက်တယ်ပေါ့နော်အကုန်လုံးလည်းအကောင်းကြီးချီချားတဲ့ဟိုမှာ fire တဲ့ဟာဖြစ်တဲ့အတွက်အဲဘာပြော1 2 3ဝင်သွားတယ်တတိယရသွားတယ်ဆိုတော့အတိုင်းမသိတော့ပြောပါတယ်ဟုတ်အပြင်စင်လာကအရန်မပြင်စင်လာရအောင်ပြိုင်ဝင်းရင်မပြိုင်တော့ဘူးဆိုပြီးတော့တနစ်ကျော်လာကိုပြီးခဲ့တဲ့အာရှပွဲပြီးခဲ့ရပေါ့နော်အာရှပွဲရွှေရပြီးခဲ့နားလိုက်တာအဲအဲ့ဒါဟိုမှာပြန်ပြီးတော့မှအာနှစ်လားလောက်နေနဲ့ပြန်ရမယ်ဆိုတာတည်တည်ချင်းမှာနှစ်လားလောက်လေးပဲရှင်တော့ကအချိန်ရလိုက်တယ်ပြင်စင်ရလိုက်တယ်အဲ့ဒီအတော်တွေမှာပေါ့အဲအဲ့ မာဒီဂျာထဲမှာကအဆိုင်ဖြစ်သွားတာရောပြိုင်ပွဲသွားကန်ဒီခြေခောက်လဲသွားတာရောပေါ့နော်အဲ့မှာသူက injury ဖြစ်သွားပြီးတော့ရအောင်ဝလန်းတော့မလျှောက်နိုင်တော့အဲ့အနေထားနဲ့ရအောင်လုပ်ခဲ့ပြီးတော့မှဒီလိုတတိယဆုရသွားတယ်1 2 3ဝင်သွားရဆိုလဲဆိုအရန်ဂျင်းနဲ့နေပဲပြောသွားပါလေအရန်ခက်ခဲတယ်ဒီပွဲကဟုတ်ဆိုဟိုပြီးခဲ့တဲ့ပွဲတွေကလေဟိုပြိုင်လာပြိုင်လာတဲ့ဟာနေပြောမှာပြိုင်ပွဲဆက်နေရပါတော့ဒီပွဲကကြတော့တနည်းကျော်လောက်နားပလိုက်တာ ပြီးတော့ပြိုင်ပွဲမပြိုင်တော့ဆိုပြီးတော့ weight ကြီးကလည်းတင်ပလိုက်တာအဲ့မှာနှစ်လအတွင်းမှာအများကြီးပြန်ချလိုက်တဲ့အခါမှာရှင်တို့ကအယမ်းပင်မန်းတယ် ပြန်ပင်ပန်းနေအာ6လောက်ကပါလေလမ်းမလျှောက်နိုင်တော့တဲ့ဒီဖြစ်သွားပြီးတော့လေဟိုလေးဘက်ဟိုဘောနော်ဒီတော့တွန်းသွားရတာဗောနော်အဲ့လောက်ဒီဖြစ်သွားတဲ့အချိန်မှာလေအရင်ကမျက်ရည်ချာငါဒီလောက်ရအောင်ကြိုးစားနေတဲ့လူဘောနော်ဘာဖြစ်လို့ဒီလိုငါမှလာဖြစ်တာလဲဆိုရဲစိတ်နဲ့ဒါပေမဲ့ငါရအောင်တော့လုပ်မယ်ငါအရှုံးမပေးဘူးပေါ့စင်မမရအောင်ရှင်းငါမရှုံးဘူးဆိုရဲစိတ်နဲ့ရအောင်ကြိုးစားခဲ့တယ်အဲ့တော့လေတတရားစုရတယ်တော့လေအရင်ပြောပါတယ်ဟုတ်ကဲ့ပါဘောပွဲကတော့ဒါကတော့ရှုံးအတွက်ပထမဆုံးပေါ့နော်မြန်မာနိုင်ငံမှာကျတော့ဘောကိုဘောပွဲကိုမိန်ကလေးတွေကိုလွှတ်ခဲ့ပေါ့နော်ကမ္ဘာပ ွဲအဲဒါဒီတစ်ခေါက်ကရွှေနိုးတွေမင်းလေးမြောက်ကပိုပြန်ပြီးတော့ပထမဆုံးပြန်လွတ်တဲ့အချိန်မှာပေါ့နော်အဲ့တော့နှစ်ယောက်တော့1 2 3ဝင်လာတဲ့အတွက်အဲလူကြီးလည်းကျင်းနေတယ်တောင်းဝန်ကျေအောင်လည်းကိုယ်ဘက်ကလုပ်ပေးနိုင်ခဲ့တယ်ပေါ့နော်ဟုတ် အဲ training ရတော့လေအပြတ်မခံအောင်ခြေထောက်ကိုလေအောက်ပိုင်းဆော့လို့မရဘူးခြေထောက်ကဖြစ်သွားတဲ့အခါမှာအောက်ပိုင်းဆော့လို့မရဘူးဆိုတော့ငါအပေါ်ပိုင်းဆော့လို့ရတယ်အပေါ်ပိုင်းဆော့တယ်ရအောင်ဆိုတော့ training ရတော့ငါအပြတ်မခံဘူးတနေ့နှစ်ချိန်ရအောင်ဆော့မယ်အဲခြေထောက်ဒီဘက်ဆော့မြဟိုဘက်ဆော့မယ်မျိုးစုံပေါ့နော်ရက်ပြီးဆော့လို့မရထိုင်ပြီးဆော့လို့ရတဲ့အားတွေမှာများအကုန်ဆော့တယ်အကုန် train တယ်အရှုံးမပေးဘူးငါရအောင်တော့လုပ်မယ်ဘာပြောငါမြန်မာနိုင်ငံပြန်လာလို့ရှိရင်တော့ကာလာဝင်အောင်လုပ်မယ်ရွှေငွေကြီးအနည်းဆုံးတစ်ခုတော့ရအောင်လုပ်မယ်ဆိုပဲစိတ်နဲ့ရအောင်ကြိုးစားခဲ့ရတာဒါကတော့အိမ်မက်ပေါ့ အိမ်မက်အာစီချမ်ပီယံရှစ်ပေါ့နော်အရှိတာအာရှအရှိတာအာရှပြီးအာရှအာရှပြီးကပပေါ့နော်ကပပွဲအမြင့်ဆုံးပေါ့ဆိုတော့အရှိတာအာရှမှာရွှေရပြီးရခါမှာမချိနဲ့သေးဘူးကပပွဲငါသွားကျင်သေးရဘာပြောကပပွဲသွားရမယ်ဆိုတော့အမြင့်ဆုံးအိမ်မက်ပေါ့နော်အဲ့ဆိုတော့ကပပွဲမှာအမြင့်ဆုံးအိမ်မက်မှာဒီလိုရသွားတယ်ဆိုတော့ပို့ပြီးရောပျော်ပါတယ်ကိုကိုလည်းဂုဏ်ယူပါတယ်ဟုတ်စာ1 2 5ဝင်သွားပြီပေါ့နော်ပျော်သွားโอเค1 2 5ဝင်သွားပြီ3နဲ့4နဲ့5မှာငါပါသွားမလားပေါ့4 5ခေါ်သွားပြီက3ဆိုစိတ်ကကြာ သွားတော့ဘာပဲပြောပြောငါမြန်မာနိုင်ငံပြန်လို့ရှိရင်တော့ကာလာလေးတခုတော့ပါပြီပေါ့ဆိုရဲစိတ်နဲ့ပေါ့နော်ဟုတ်ကဲ့ဟုတ်ချွေငွေမရသွားလို့ဆိုရဲစိတ်ကြီးမှရှုံးမှအရင်မဖြစ်သွားဘူးဘာလို့ဆိုကိုကိုကိုတည်ရအောင်ပေါ့ကိုကိုကိုတည်ရဆိုတာကအာရှောက်နာနေရဲ့ဂျာတွေအဲ့မှာစင်ပေါ်မှာရက်နေရောလေအရင်နာနေပြီရှောက်ကရှောက်နိုင်ပါမလားပေါ့ဘာလို့ခီးရအရင်ပန်းနေအာလေလေရင်ရောကားရော ဟို ferry ရောပေါ့နော်အဲ့တော့တင်မောတွေရောစီးရတဲ့ခါမှာတနေ့ကအရင်ပြင်မန်းတဲ့ခါမှာ၆ရက်အရင်နာနေအဲ့အောင်မှာအရင်တရက်ကလည်း swim suit ပြိုင်ထားတဲ့ဟာမှာလည်းတောက်လျှောက်နာနေရ၆ရက်ဘယ်လိုမှစိတ်မပေါ်မှာမရနိုင်အဲ့အရင်စိတ်ပြပူညာပေါ့ငါ ရှက်နိုင်မအောင်လားနောက်နေဟောပြောတောက်လျှောက်ဆေးတွေလူစပရေးတွေဖျက်ပေါ့ဆိုတော့အဲ့လိုမျိုးအခြေအနေကနေပြောမှာ1 2 3ဝင်သွားတာကိုပဲကိုမဟိုခြေနဲ့နေရပေါ့နော်အဲ့လိုမျိုးတွေရောဟိုဟာဖြစ်ပါတယ်ဟုတ်အာအခုလိုမျိုးပေါ့နော်မြမကုံဆောင်ပြီးတော့မှအာကပပွဲမှာပေါ့နော်ဒီလိုမျိုးဆွေယူနာနိုင်ပြီးတဲ့အတွက်လည်းအာအဓိကကရွှေကျေးဇူးတင်နေချင်တာကတော့ပေါ့နော်အမျိုးနိုင်ငံကာယပလာဖွဲ့ချုပ်ကရွှေယုံကြည်ပြီးရောခေါ်ပြီးတဲ့အာဥက္ခရာရေးနဲ့ဒီချိန်ကြီးအာဆရာဆရာမတွေအားလုံးကိုလည်းရွှေကျေးဇူးတင်ပါတယ်အဲပြီး ော့ရှုံးအများကြီးပေါ့နော်အပိနေကြတဲ့လူတွေရောအာဖဂန်နစ္စတန်ပေးနေကြတဲ့နှုတ်အားလူအားစိတ်အားရောပေါ့နော်အကုန်လုံးအပိနေကြလူအားလုံးလည်းကျေးဇူးများကြီးတင်ပါပဲအဲရှုံးလည်းထပ်ပြီးတော့ကြိုးစားသွားပါမယ်ရှုံးလည်းဆက်ပြီးတော့ချစ်ပေးကြအပိကြပါအောင်လို့ပြောချင်ပါတယ်ရှင်